ဲမြုံနေမှာတင်မာကြတော့ယောနီဆိုတဲ့အတုံးလေးအကြောင်းကိုကိုရီတင်ကြမယ်ပေါ့နော်အဲ့တော့ဒီတစ်ခေါက်တင်ရမယ်ယောနီလေးကဘာနဲ့တွဲတဲ့ယောနီလေးဆိုတော့ဘတ်ဆိုရင် plain phone နဲ့တွဲမယ် noun ဆိုရင် noun နဲ့တွဲတဲ့ယောနီဆိုတဲ့အတုံးလေးအကြောင်းကိုတင်ကြမယ်အဲ့တော့အခုပြောမယ်ယောနီကကြတော့ကိုတီပီးသားအကြောင်းအရာကို ပြန်ပြီးတော့ပြောမယ်ဆိုရင်ယောနီကိုတောင်းပေးမယ် အဲ့တော့အရှိမသင်ခဲ့တဲ့ dictionary fountain pen နဲ့တွဲတဲ့ယောနီနဲ့တော့ကွဲသွားပြီအခုကကြတော့တည်ပြီးတဲ့အကြောင်းအရာကိုပြန်ပြောတဲ့ယောနီအနည်းနဲ့မှတ်ထားပေးမယ်เนาะအဲ့တော့အောက်မှာဥပမာလေးကြည့်ရအောင်ခိုခိုနီခိုက်တဲ့အာရုယောနီခွန်ဒုံတော့ခင်းရောပြီးကျကျော်ကဂေါ်ဇန်ချူတခဲ့ အဒီမာရေးထားတဲ့အတိုင်းခိုက်တဲ့အာရုံယောနေဒီမာရေးထားတဲ့အတိုင်းကိုနောက်လာမယ့်တောက်ပြာနေမှာအတန်းကတဲ့မနက်ပိုင်းတပိုင်းမှာပဲရှိပါ၏ရေးထားတယ်အဲ့တော့ရေးထားတဲ့အတိုင်းသိပိသားအချောင်းရောင်ကိုပြန်လည်ပြောကြတာဖြစ်တဲ့အတွက်ယောနီကိုတောင်းထားပေးတယ်အရှိမပလိန်ဖောင်ထေးက dictionary ဖောင်နဲ့တွဲပြီးတော့တောင်းထားပေးတယ်ပေါ့နော်နောက်တစ်ချောင်းကြည့်မယ် မအေအိုဟာနာစီယိုနီ အရင်ကပြောခဲ့တဲ့အတိုင်းရိုင်းနန်ဂျူကီယိုလီယိုကအာဂါဒီမတ်အလာမဲနှစ်မှာအကြောင်းကားကဇေတပ်ပါမယ်တဲ့အဲပြောခဲ့တဲ့အတိုင်းအဲပြောတဲ့အတိုင်းဆိုရဲတဲ့အတွက်ကြောင့်ယိုနီနဲ့တွဲပြီးတော့တုံထားပြီးတဲ့အဲတော့အခုပြောတဲ့ယိုနီကပလိန်ဖောင်နောင်းဆိုရင်နိုးနဲ့တွဲတော့နေယိုနီပါတိပိသားအကြောင်းရောကိုပြန်ပြောတဲ့အခါမှာတုံပြရမယ်နော် ဒုတိယယောနီလေးကြည့်ရအောင်ဒုတိယယောနီကကြတော့ dictionary form 9 form နဲ့တွဲသုံးတဲ့ယောနီတူဝါကြတော့ပေါပေါပါပါအမိပီးခိုင်းစီတဲ့အခါမှာသုံးပါမယ်လောက်ပါမလောက်ပါနေဆိုရဲအထိပ်ပေးလေးဆိုတော့အမိပီးခိုင်းစီတဲ့အခါမှာသုံးတဲ့ယောနီနော်အဲ့တော့ကြည့်ရအောင်明日はもっと早く来るように。まだ偏差そうにしたらば。 ဒါဆိုရင်လာပါဆိုပြီးတော့တိတ်ခူရာဆိုင်နဲ့မပြောဘဲနဲ့ယောနိနဲ့ပြောလို့ရတိတ်ခူရာဆိုင်ကတော့အမိတ်ပေးခိုင်းစီတဲ့ခါမှာပြင်းထန်နေပေါ့သူကတော့အခုပေါပေါပပလေးနဲ့အမိတ်ပေးခြင်းနဲ့ခိုင်းခြင်းနဲ့ဆိုရင်ယောနိနဲ့တုံးလို့ရတယ်နောက်တစ်ခုကြည့်အောင်ခုတ်ခုတ်တဲ့တာပါကူအိုဆွာနိုင်ယောနိဒီနေရာမှာဆလိုက်မတောက်ပါနဲ့သူကကိုရီပြောချင်မယ်ဆိုရင်ဆွာနိုင်တဲ့ခရာဆိုင်ဆိုပြီးနိုင်တဲ့ခရာဆိုင်နဲ့ပြောခဲ့ဘူးလေအဲ့လိုမပြောပေးနဲ့ကိုကလှည့်တဲ့ပြက်ပေါပေါပပလေးအမိတ်ပေးခိုင်းမယ်ဆိုရင်ဒီယောနိနဲ့တုံးလို့ရတယ်အရှိမ ါပါတီနဲ့တွဲမလဲ Dictionary Found Life Found တွေတော့နေယောနီဒါတော့ဒုတိယတစ်မျိုးလေးပေါ့ နောက်ဆုံးတစ်မျိုးလေးရယောနီယာကြတော့မက်ဆီရဲ့မာဆန်ရဲ့ခနိုခဲဖောင်ကရာဒဲမက်ဆီရဲ့တွဲပြီးတော့သုံးမယ်ယောနီပါသူကဘာမှဖြုတ်စရာမလိုဘူးတမ်မီမက်စတီမာဆန်နဲ့ရာဒဲမက်ဆရဲ့ခနိုခဲဖောင်နဲ့တခါတည်းတွဲပြီးတော့ရေးလို့ရတယ်ယောနီသူကဖြစ်ပါစီမဖြစ်ပါနဲ့ဆိုရဲစွတောင်းတဲ့အခါမျိုးမှာသုံးတဲ့ယောနီပုံစံလေးပေါ့စာကြောင်းရဲ့အနောက်ဆုံးမှာထိပ်ပြီးတော့ရေးတဲ့ပုံစံလေးနော်အဲ့တော့အောက်မှာကြည့်မယ်ကိုကာကိုရှိမစီယောနီ ဆက်မှုပွဲအောင်ပါစေအဲဒါဆိုရင် mass အတိုင်းပဲယိုးနီးနဲ့ပေါင်းထားတာပေါ့နော်ဆူထောင်းတာမျိုးနောက်တစ်ခုကဟာဟာနော့အကိဟာဟာနော့ဂင်ကီကနာအိုရီမစီယိုနီအမေနေကောင်းပါစေဒါဆိုရင်ဆူထောင်းတဲ့အခါမျိုးမှာဆိုရင်ဒီယိုးနီးကိုတောင်းလို့ရတယ်စကြောင်းအနောက်မှာထည့်ပြီးတော့တောင်းရင်ယိုးနီးအမျိုးစားလေး ုတ်ပြီနော်ဒါဆိုရင်တော့အခု9ရက်မြောက်နေ့မှာယောနီရအတောင်3မျိုးလေးတင်ရမယ်တွဲတဲ့ပုံစံလေးရလဲမတူဘူးအဲ့တော့သေးသေးချာချာခွဲချပြီးတော့မှတ်ပြီးမယ်နော်အဲဆိုရင်နောက်ထပ်6ရက်မြောက်နေ့မှာလေအတူတူဆက်ပြီးတော့လေ့လာပါမယ်နော်